ယ်ဒီနေ့ကတော့တစ်ဖက်သူမျက်စီကနေတကယ်လိုချင်တဲ့အရာကဘာလဲဆိုတာကိုဖတ်ပေးမယ်ပေါ့နော်အာတစ်ဖက်သူဆိုတာမှာမင်းတွေးလိုက်တဲ့ဘယ်သူမဆိုဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ relationship ထဲမှာရှိတဲ့သူပဲဖြစ်ဖြစ် situationship ထဲမှာရှိတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကိုကိုလာပတ်သက်နေတဲ့ဘယ်သူမဆိုအာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ collective မဟုတ်ဘူး5 1 5 2နှစ်ခုပေးမယ်ဒီထဲကနေယူချေပါရှင်ဆိုတော့ ါ file 1 file 2ဟုတ်ပါပြီဆိုတော့ file 1နဲ့တော့ကတ်တိဆွဲကြရအောင် file 1ကိုထည့်လိုက်တဲ့သူက file 1ကိုစီကအများကြီးဆိုတော့ပုံပြန်ထည့်လိုက်မယ် file 1ကိုစီကတကယ်ကိုစဉ်းစားရတာပါ file 1ကိုထည့်လိုက်တဲ့တစ်ခါတည်း file 1 nine resources အေးရှော့ခတ်โอเคကိုတုံးကတ်ဆွဲမယ်เนาะ temperance တစ်ဖက်သူကတော့ပြန်ပြီးတော့နှိမ့်နိုင်ခြင်းနေပုံပဲမြင်ရတယ် the tower ဘေးစော့တဲ့တက်က the tower ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ပိုင်းဝန်းကိုရွေးထားတဲ့သူတွေကကြက်ဆဲပြီးသားဆက်ဆံရေးတွေများမယ်ပေါ့နော်ဆိုတော့ age အတွက်လာကြည့်တဲ့သူပဲဖြစ်ဖြစ်ခဏတာစိတ်ဆိုးစိတ်ကောက်လုံးနေတဲ့သူပဲဖြစ်ဖြစ်သို့မဟုတ်လက်တလောကမှာကွာရှင်းပြက်ဆဲထားတဲ့သူတွေတော့၎င်းဒီပိုင်းဝန်းထဲမှာပါနိုင်တယ်ပေါ့နော်ဘာပဲပြောပြောအခြေရေးအိမ်တောင်ရေးမှာအပြောင်းအလဲကြီးကြီးမားမားကြုံထားရတဲ့သူတစ်ခုခုကိုအဆုံးသတ်ထားတဲ့သူတွေ by one ကိုရွေးတဲ့ထဲမှာပါလိမ့်မယ်ဆိုတော့ လက်ရှိမှာကပေါ့နော်အဆုံးသတ်ထားတာကတော့မှန်တယ်ဒါပေမဲ့လည်းပြန်ပြီးတော့စတင်ခြင်းနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပြန်စတင်ခြင်းနေတယ်ဆိုတာကကိုယ့်ရဲ့ phi one တို့ကလည်းဖြစ်နိုင်တယ်လို့မျိုးတစ်ဖက်သူကလည်းဖြစ်နိုင်တယ် a shot one ရဲ့ energy နဲ့အာဒီအခြေရေးကိုပေါ့နော်ဒီလူနဲ့အာနောက်ထပ်ပြန်ဆကျင်သေးတယ်လုံးဝအဆုံးသတ်လိုက်တာမျိုးမဖြစ်ချင်ဘူးပေါ့နော်တထဝါရဲ့ energy နဲ့ဒီလူကကိုယ့်ကိုအယမ်းနာကြအောင်လုပ်ခဲ့တာအယမ်းအစင်မပြေခဲ့တာမှန်တယ်ဒါပေမဲ့လည်းမပြတ်သားနိုင်ဘူးဆိုတာမျိုးကိုမြင် ရပါတယ်ရှင်။အာဆိုတော့စပြဖတ်ရအောင်။တစ်ဖက်သူကိုယ့်ရဲ့ collective တွေရှိရလိုချင်တဲ့အရာက narrow source ရဲ့ energy နဲ့ဆိုရင်တော့ပြတ်သားမှုတစ်ခုခုကိုလိုချင်နေတာမျိုးကိုတွေ့ရတယ်။ဆိုတော့ dear pitch message ကကိုတော့ရှုပ်ထိုးရတယ်။ဖုံးကွယ်ထားတဲ့အရာတွေအများကြီးရှိနေတာသူ့ရဲ့မျက်နှာဖုံးကိုကြည့်လိုက်ဘာမှမမြင်ရဘူးဒါပေမဲ့ကြောပေးထားတာလို့လို့အရှိကိုလှည့်ထားတာလို့လို့သူနဲ့မြင်နေရ အာ opposites ဖြစ်နေတာမျိုးပေါ့နော်ဆိုတော့မင်းတို့နှစ်ယောက်ကြားထဲမှာလည်းအခုလက်ရှိမှာတော့နှစ်ယောက်သားကကြောခိုင်းပြီးတော့လှက်ထွက်နေတဲ့အခြေအနေ ိုရောက်နေတာမျိုးကိုမြင်ရတယ်ဆိုတော့အဲ့ဒီလိုအခြေအနေကနေပြီးတော့တစ်ဖက်သူက မင်းစီကနေပြီးတော့လက်ရှိမှာဖြည့်ရှင်းမှုတွေကိုလိုချင်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့အာ5 wave node ကတထဝါရဲ့ energy ကကိုယ့်ရဲ့5 wave node ကြောင့်ရောက်ခဲ့တာမျိုးဖြစ်နိုင်တယ်ပေါ့နော်5 wave node ကအမှားတစ်ခုကိုကျူးလွန်မိတာဒါမှမဟုတ်တစ္ဆာတရားပေါ်မှာတန်ဖိုးမထားတဲ့အပြုမှုတွေလုပ်ခဲမိတာဒါတွေကြောင့်မို့လို့ပဲအာဒီဆက်ဆံရေးကပြက်ပြားခဲ့ရတာမျိုးဆိုရင်ကိုယ့်ရဲ့ပိုင်းဝန်းနေစီကနေတစ်ဖက်သူကဖြည့်ရှင်းမှုကိုလိုချင်နေတာ ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဆိုတော့အာအဖြေပေါ့နော်သူ့ကို လာပြီးတော့ရှင်းလင်းတာသူ့ကိုလာပြီးတော့တောင်းပန်တာသူ့ကိုလာပြီးတော့ဓာတ်ရိုက်ပြောဆိုမှုတစ်ခုခုကိုမင်းဘက်ကအာရှင်းပြထားတဲ့ရှင်းပြမှုဆုံးဖြတ်ချက်ဒါလုံးမျိုးအတီးပြုတ်မှုတစ်ခုခုကိုလိုချင်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့တဖက်သူလိုချင်တာကမင်းဘက်ကဖြည့်ရှင်းချက်ဖြည့်ရှင်းပြီးသွားပြီးအတီးပြုတ်ပြီးပြီဆိုရင် A shock ခပြဲ energy နဲ့နှစ်ယောက်သားကြားထဲမှာအစ်စ်တစ်ဖန်ပြန်လဲစတင်ကြမယ်မင်းအမားကြီးလုတ်ခဲ့တာရှိရယ်ဆိုရင်လည်းသူက ခွင့်လွတ်လိုက်မယ်။သူအမားတွေလုပ်ခဲ့တာဆိုရင်လည်းခွင့်လွတ်ပြီးပြီးရင်ငါတို့တွေအစ်စ်တဖန်ပြန်ပြီးတော့စကြမယ်စိတ်ခံစားမှုအစ်စ်နဲ့အဲဒီဆက်ဆံရေးကိုပြန်ပြီးတော့စတင်ကြမယ်ဆိုတာမျိုးကိုအာသူကမင်းကို offer ပေးနေတာပေါ့နော်မင်းစီကနေအာလိုချင်နေတာဆိုတော့မင်းဘက်ကသူ့ကိုတကယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေကိုပေးဖို့သူကမင်းကိုတောင်းဆိုနေတယ်အာဟို ပြဿနာတက်ထားတဲ့ဓာမျိုးမရှိဘူးခုကတော့အဆင်ပြေပြေပဲဒါပေမဲ့အေးဆက်နေတဲ့ဆက်ဆံရေးတွေကိုရောက်နေတဲ့သူတွေဆိုရင်လည်းအာမင်းတို့နေရာက open relationship ပေါ့နော်တယောက်နဲ့တယောက် open relationship ဆိုလို့နင်းလဲတွဲကျင်တဲ့လူတွဲငါလဲတွဲကျင်တဲ့သူတွဲဆိုတာကိုပြောချင်တာမဟုတ်ဘူးနော်တယောက်နဲ့တယောက်ပွင့်လင်းမြင်သာဖို့ပွင့်လင်းမြင်သာမှုရှိရှိအာဆက်ဆံဖို့လိုအပ်နေတယ်တစ်ဖက်သူကမင်းစီကနေသူ့ကိုဒီထက်ပို့ပြီးတော့ပွင့်လင်းဖို့လိုချင်နေတယ်မင်းနဲ့သူနဲ့ကြားထဲမှာ emotional connection တစ်ခုကိုဒီဒီထက်ပို့ပြီးတော့ဟို ချိတ်ဆက်မှုကိုလိုချင်တယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆိုတော့သူလိုချင်တာကတော့မင်းဘက်ကသူ့ကိုချစ်ပါတယ်ဆိုတော့အအထောက်အထားသူမဟုတ်ခံစားမှုတစ်ခုခုပေါ့နော်သူကမင်းကသူ့ကိုချစ်ပါတယ်ဆိုတာကိုမယုံကြည်ဘူးဖြစ်နေတာကိုယ့်ရဲ့ bio one ရဲ့တစ်ဖက်သူကဆိုတော့မင်းသူ့ကိုချစ်ပါတယ်ဒါမှမဟုတ်မင်းသူ့အပေါ်မှာယူသားပါတယ်ဆိုတော့တသက်အထောက်အထားတစ်ခုကိုလိုချင်နေတာမျိုးကိုတွေ့ရတယ်ဘာပဲပြောပြော ဒီဆက်ဆံရေးကတစ်ဖက်ဆောင်းရင်းဖြစ်နေတာမျိုးတွေရှိနေမယ်။ဒါကြောင့်မို့လို့ပိုင်ဝမ်တို့ရဲ့တစ်ဖက်သူက temperance ရဲ့ energy နဲ့ညှိနှိုင်းကျင်နေတယ်။ဆွေးနွေးကျင်နေတယ်။နေအောင်သားကြားထဲမှာဒီချက်ပို့ပြီးတော့စိတ်ရှိရှိလေးထားပြီးတော့ညှိနှိုင်းပြီးတော့ရှေ့ဆက်ချင်တယ်ဆိုတာမျိုးကိုမြင်ရပါတယ်ရှင်ဆိုတော့တယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုရှိတဲ့ relationship ပုံစံတစ်ခုကိုသူ့ဘက်ကတိဆောက်ချင်နေတာ ဟိုအရန်ကြီး age of one ရဲ့ energy နဲ့တစ်ခုပေါ့နော်တစ်ခုထပ်ပြီးပြောရမယ်ဆိုရင်နှစ်ယောက်သားကြားထဲမှာပေါ့နော် love အပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာကလေကိုယ့်ရဲ့ five one တို့နဲ့မင်းတို့ရဲ့တစ်ဖက်သူနဲ့ထားတဲ့ပုံစံကမတူတော့ဘူးကိုယ့်ရဲ့ five one တို့ကနည်းနည်း spices ဖြစ်တဲ့ love ကိုလိုချင်နေဆိုဆိုတာမျိုးကိုတွေ့ရတယ်ဘယ်လိုပြောမလဲနည်းနည်းရင်ခုံရတာရင် ဖိုရတာဒီလိုမျိုးပေါ့နော်နည်းနည်းအဲ့လိုမျိုး spicy left ကိုလိုချင်ပင်မဲ့မင်းတို့ရဲ့တစ်ဖက်သူကကြတော့ peace ပေါ့နော်အေးချမ်းမှုဘက်ကိုတွားတဲ့အေးအေးဆေးဆေးလေးနဲ့တင်းငင်းဖြစ်တဲ့ချစ်ချင်းမျိုးကိုရကြတာဆိုတော့အဲ့ဒီမှာကိုကနှစ်ယောက်သားကကွဲလွဲနေ အဲ့ဒီဟာကိုတစ်ဖက်သူကဒီလိုမျိုးမတူညီမှုတွေအကြောင်းနဲ့တော့ငါတို့ရဲ့ဆက်ဆံရေးကိုအဆုံးမသတ်ချင်ဘူးဒါကြောင့်မင်းနဲ့ငါညှိနှိုင်းကြမယ်ဆိုပြီးတော့သူကပြောချင်နေတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါတစ်ဖက်သူကိုယ့်ရဲ့ဖိုင်ဝမ်နိုစီကနေလိုချင်တဲ့အရာကတော့ခြုံပြီးတော့ပြောရရင်ရှင်းလင်းပြသားရဲဆုံးဖြတ်ချက်တစ်ခုဆိုတော့မင်းသူ့ကိုဆက်တွဲမှာလားရက်လိုက်မှာလားအာဒီတိုင်းရှင်းရှင်းလင်းလင်းတစ်ခုခုပြောသူ့ကိုမကျင်တတ်တာတွေရှိရဲဆိုရင်လည်းပုံမှန်လင်းလင်းနဲ့သူ့ကိုထုတ်ပြောပြီးရင်ငါတို့တွေညှိနှိုင်းကြမယ်မင်းကသူ့ဘဝကိုယူသားပေးသူကလည်းပြန်ချစ်ပေးမယ် အာငါတို့တွေဒီလိုမျိုးနဲ့ emotional background ဖြစ်အောင်အပြန်အလှန်နားလည်မှုတွေရှိအောင်စိတ်ရှိရှိလေးနဲ့ဆက်ဆံရေးကိုအာဆက်သွားကြမယ်ဆိုပြီးတော့သူကမင်းကိုပြောချင်နေပါတယ်မင်းစီကနေအဲ့ဒီလိုအရာတွေကိုလူချင်နေပါတယ်ဆိုတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါဟာ by one note အတွက်ဖတ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင် energy resonate ဖြစ်တယ်ဆိုရင်တော့ comment လေးမှာအာပြောခဲ့ပေးလို့ရပါတယ်ရှင်ဆိုတော့ personal reading ဖတ်ချင်တယ်ဆိုရင်လေကိုရဲ့အာ message box telegram Viber ဒါတွေကနေလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ် Hello Phyto တို့ရေဒီနေ့ဖတ်ပေးမှာကတော့ Phyto တို့တွေးလိုက်တဲ့တစ်ဖက်သူက Phyto တို့စီကနေတကယ်လိုချင်တဲ့အရာကဘာလဲဆိုတာကိုဖတ်ပေးမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့တွေးလိုက်တဲ့သူဆိုတာမှာကအာချစ်သူရည်စားလက်ဖြစ်နိုင်တယ်လို့မျိုးမိတ်ဆွေပေါင်းသင်းလက်ဖြစ်နိုင်တယ်ဘာပဲပြောပြောမင်းစိတ်ကနေရည်ရွယ်လိုက်တဲ့တစုံတစ်ယောက်ကိုပဲအာဒီညောင်းနေပေါ့နော် ဆိုတော့အိမ်တော်တွေကြည့်လို့ရလား LGBT ကြည့်လို့ရလားဆိုပြီးတော့ message ပေါ့မှာလာလာမိကြတယ် energy resonate ဖြစ်တယ်ဆိုရင်ကြည့်ကြပါကိုက gender ခွဲခြားမထားပါဘူးအာ single ရ relationship ရဲ့ဆိုပြီးတော့လည်းခွဲခြားမထားဘူးဆိုတော့ကိုနဲ့အဆင်ပြေတယ် energy ကိုက်နေတယ်လို့ယူဆရင်ကြည့်ကြပါရှင် so high to see down is to get the path to ba ဒီလိုကျန်နေရတာပါပဲပြောပြပါမယ်ရှင် okay 1 2 3စီကနေသူတို့ရဲ့တစ်ဖက်သို့တက်ရလို့ရှိနေတယ်။ page of source 2 cup နောက်တစ်ကက်ထပ်ထုံးမယ်နော်။စက်သားမှုတစ်ခုခုကိုရကျင်နေတာမျိုးကိုတွေ့ရတယ်။ pyro cup ဒီမှာက the sun ဟုတ်ပြီရွေးထားတဲ့ကက်ကလေးကပါလဲကြည့်ကြစို့။ so doll 8 dot source တဲ့ဒီ find tool ကိုရွေးထားတဲ့သူတွေကဆက်ဆံရေးတွေမှာအဆင်မပြေတဲ့သူတွေဖြစ်နေလိမ့်မယ်ပေါ့နော်အာ8 dot source ရဲ့ energy နဲ့တော်တော်ကြီးကိုပဲမွန်းကျန်နေတာမျိုးကိုတွေ့ရတယ်အောက်မလီ ဒီပုံကို picture message ကိုကြည့်ပြီးကိုတော်မွန်းကြက်ပြီးတော့ဝမ်းနေသွားတယ်တွေ့လားတကယ်တော့သူ့ဘေးမှာဓာတ်တွေပက်လဲဝိုင်းနေတယ်မျက်လုံးကိုလည်းစီးခံထားရတယ်အာသူဘာကူမှအမှန်ကိုမမြင်နိုင်မဲနဲ့ကြောင်ပိတ်နေတာပေါ့နော်ရှေ့မတိုးတာနောက်မဆုတ်တာဆက်ဆံရေးထဲမှာရောက်နေတဲ့သူတွေများလိမ့်မယ်ဒီ phi 2ကိုရွေးတဲ့သူတွေကပေါ့နော်ဆိုတော့အဲ့လိုလူတွေရှိခဲ့တယ်ဆိုရင် main လက်တွေကအားနေတယ်တွေ့လား ဒီမျက်လုံးကအကောင်ဆွဲဖြီးပြီးလိုက်ပြီးတော့ဒီဓာတ်တွေရဲ့အဝေးကိုကိုကထွက်လာလို့ရတယ်။ဆိုတော့ပြောချင်တာကဘာလဲဆိုတော့မင်းကိုယ်တိုင်ကိုကဒီရှုပ်ထွေးနေတဲ့ဆက်ဆံရေးကြီးတဲ့ကနေ ယုံထွက်ဖို့ဆန္ဒမရှိတာမျိုးကိုတွေ့ရတယ်။ဆိုတော့အခုလက်ရှိ fight 2ကိုယူတဲ့သူတွေထဲမှာဆက်ဆံရေးခုခုထဲမှာနှိမ့်ယုံနေပြီးတော့ဒီဆက်ဆံရေးထဲမှာစိတ်ပင်ပန်းနေရတယ်၊နာကျင်နေရတဲ့ဆိုတဲ့သူတွေငါကတော့ဘယ်ချိန်မှဒီဆက်ဆံရေးထဲကနေယုံထွက်နိုင်မှာလဲ။ဒီနာကျင်မှုကြီးကနေဘယ်ချိန်မှလွတ်မြောက်နိုင်မှာလဲလို့တွေးနေတဲ့သူတွေဆိုရင်မင်းတို့ကအပေါ်ရန်ကနေလွတ်မြောက်ခြင်းနဲ့လွတ်မြောက်ခြင်းနဲ့အော်နေပေမဲ့မင်းတို့ရဲ့ဟိုးယင်တဲ့အတွင်းထဲကနေတော့တကယ်လွတ်မြောက်လို့တဲ့ဆန္ဒမရှိဘူး။ဒါကြောင့်မို့လို့ကိုယ်တိုင်ကလွတ်မြောက်ဖို့ကိုမကြိုးစားတာလွတ်မြောက်ဖို့လမ်းကိုရှာဖွေ မနေတဲ့သူလေးဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီ current energy မှာတိုက်နေတဲ့ဆိုပါဒီ find 2ကိုဆက်ကြည့်ပါမဟုတ်ဘူးဆိုရင်ဒါမျိုးတို့အတွက်မဟုတ်ပါဘူးเนาะဆိုတော့ five one နဲ့ energy ကတိတ်တိတ်မကွာဘူးဆိုရင်ကွာတော့ကွာတယ်ပေါ့เนาะတူမလို့လို့နဲ့တိတ်ပြီးမတူတာမျိုးကိုတွေ့ရတယ်ဆိုတော့ facial source ပေါ့เนาะ facial source ရဲ့ energy နဲ့တစ်ဖက်သူကဘာကိုလိုချင်လဲဆိုတော့ သူကပေါ့နော်ဒီဒီဒီ connection နဲ့မှာ error source energy နဲ့ပြိမိနေတာကကိုယ့်ရဲ့ collective တီတီမဟုတ်ဘဲနဲ့တစ်ဖက်သူကလည်းမွန်းကျက်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဆိုတော့သူကလည်းဒီဆက်ဆံရေးပေါ့နော်ဒီ error source ရဲ့ဒီမွန်းကျက်စရာအခြေအနေကြီးတွေမှာဆက်ပြီးတော့မနေကျင်တော့ဘူး။ရှင်းလင်းပြတ်သားမှုကိုလိုချင်တယ်။အစားတစ်ခုသူပြန်စကျင်တယ်။ဒီရှုပ်ရှုပ်ထွေထွေအာဆက်ဆံရေးတွေမှာသူအရန်ကိုညှိငွေ့နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဘက်ကတော့သူ့ဘက်ကတော့အာပွင့်လင်းမှုကိုရဖို့အမှန်တရားကိုရဖို့တိုက်ခိုက်တော့မယ် ဆိုတာအထက်ပေါ့နော်အော်ဘလိုဟာကိုပဲရင်ရရင်ဟာဒီ eight of source ရဲ့ energy တွေကယုံထွက်ရဖို့ဘာမဆိုလှုပ်တော့မယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့သူဘာလို့ကျင်တာလဲဆိုတော့မင်းဘက်ကနေပြီးတော့ဟိုစိတ်ဖွင့်ပေးတာပေါ့နော်စိတ်ကိုဖွင့်ပေးပြီးတော့ကြတော့အော်အပြန်လှန်ညှိနှိုင်းဆွေးနွေးတာမျိုးဒါမှမဟုတ်သူစီကနေလိုချင်တာတွေတောင်းပေါ့နော်သူကလည်းမင်းစီကနေလိုချင်တာတွေတောင်းမယ်ငါတို့တွေညှိနှိုင်းကြမယ်ဆိုတဲ့အချိန်ကြီးကိုသူဘက်ကနေလိုချင်လာသူကမင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတယ်။ကိုက ဟိုတစ်ဖက်သူပါဗောနော main body လုံးနေလဲ main body ခံစားနေရလဲဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ main ဘလို့တွေဖြစ်နေလဲဆိုတာကိုသူ့ဘက်ကစိတ်ဝင်စားတယ်ဒါပေမဲ့ main ကကြာအဲ့လိုမျိုးတွေစိတ်မဝင်စားဘူးအာသူ့ကိုသူ့ကိုလည်းစိတ်မဝင်စားဘူးဒီဆက်ဆံရေးကိုလည်းစိတ်မဝင်စားဘူးဒီလိုမျိုးတွေပေါ့နော်ဆိုတော့အခုအဆက်အသွယ်ပြတ်နေတဲ့သူတွေရှိရဲဆိုရင် တဖက်သူကပေါ့နော်ကိုယ့်ရဲ့ဖိုင်းတူးတို့ကိုလာပြီးတော့ဆက်သွယ်ခြင်းနေတယ်ဆိုတာမျိုးကိုမြင်ရတယ်ဆိုတော့ तू ကဆက်သွယ်ခြင်းပဲမဲ့လေ तू တကယ်လို့ဒါကတော့မင်းဘက်ကနေဆက်သွယ်လာတာကို तू လိုချင်နေတယ်မင်းဘက်ကတဘောထားပွင့်မှုတွေကိုရကျင်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်သူတို့ခပြည့် energy နဲ့ပေါ့နော်နှစ်ယောက်သားကြားထဲမှာတယောက်ချင်းဒီတယောက်ချင်းစီချက်ချင်းမြစ်တာပေါ်ထားတဲ့တန်ဖိုးထားမှုတွေကမတူကြဘူးဆိုတော့မတူကြပါမယ်လေနှစ်ယောက်သားကြားထဲမှာ soul connection တစ်ခုခုရှိနေတာမျိုးကို တွေ့ရတယ်ဆိုတော့ချက်ချင်းမြင့်တာကအပြန်အလှန်တစ်ခါတလေမှပေးလိုက်တစ်ခါတလေမှမွန်းချက်မှုတွေကိုပေးလိုက်နဲ့ချိတ်ဆက်ထားတာတွေ့လားယုံထွက်လို့လည်းမရဘူးဒီမွန်းချက်စရာဆက်ဆံရေးကြီးတွေကနေနှစ်ယောက်လုံးကယုံထွက်လို့လည်းမရဘူးအာဆိုတော့ဟိုငါတို့နှစ်ယောက်ပြတ်သွားလို့မရတဲ့အတူတူငါတို့နှစ်ယောက်မပြတ်နိုင်တဲ့အတူတူမင်းရဲ့တစ်ဖက်သူကဖြည့်ရှင်းကြစို့လာငါတို့တွေ ကောင်းကောင်းဖြည့်ရှင်ပြီးတော့ညှိနှိုင်းကြမယ်ဆိုတာမျိုးကိုသူ့ဘက်ကလိုချင်တာပေါ့နော်ဆိုတော့ရှေ့လည်းမစုတ်တာနောက်လည်းအာရှေ့လည်းမတိုးတာနောက်လည်းမစုတ်တာဆိုတော့ဒီဆက်ဆံရေးရမှာညှိငွေ့လေးပြီးဖြစ်တဲ့အတွက်ကြောင့်မို့တစ်ဖက်သူမျက်စိကလိုချင်တာကတော့ emotional balance ဖြစ်တဲ့ relationship တစ်ခုမင်းဘက်ကနေပေးပါအာပြီးရင် တဘောထားပွန့်ပွန့်လင်းလင်းထားပေးပါသူ့ကိုလာပြီးတော့ဆက်တွေ့ပေးပါသူဆက်တွေ့လာတဲ့အချိန်မှာလည်းမင်းဘက်ကနေပြီးတော့လက်ခံပေးပါဆိုတာမျိုးတွေကိုတွေ့ရတယ်တစ်ဖက်သူကကိုယ့်ရဲ့ collective တွေကတစ်ဖက်သူရဲ့ဆက်တွေ့လာတာကိုစောင့်ရှောင်နေတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော် ဆိုတော့ဟိုဒီဆက်ဆံရေးထဲမှာတယောက်ကပဲနားလည်ပေးနေရပြီးတော့ကျန်တဲ့တယောက်ကကြတော့နည်းနည်းလေးအတ္တကြီးရဒိုးကောင်းဆန္ဒမျိုးတွေကိုလည်းတွေ့ရတယ်ဆိုတော့မင်းရဲ့တစ်ဖက်သူလိုချင်တာကအဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အပြန်အလှန် connection တစ်ခုကိုဟိုအပြန်အလှန်နားလည်မှုရှိရဲ့ connection တစ်ခုကိုတိဆောက်ချင်တယ်သူကလည်းမင်းကသူ့ကိုချစ်ပါတယ်ဆိုတဲ့ခံစားချက်မျိုးကိုခံစားချင်တယ်မင်းကသူ့အပေါ်ကိုယူသားပါတယ်မင်းကသူ့တယောက်တည်းကိုပဲချစ်ပါတယ်ဆိုတဲ့ခံစားမှုမျိုးရချင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဖိုင်းတူးတို့ကိုကြည့်ရတာကတော့လေ အာတယောက်နဲ့တယောက်မချစ်ကြတာလည်းမဟုတ်ဘဲနဲ့နားလည်မှုတွေလွဲနေတယ်ဆိုတာမျိုးကိုမြင်ရတယ်ဖိုင်ရိုကာဘီယန်အနေကြီးအရာဒီမှာတွေ့လာအရန်ကိုစိတ်တက်ကြနေတာအီဂိုဆော့နဲ့ဖိုင်ရိုဆော့ကိုဖိုင်ရိုကာကိုတွားပြီးတော့ကြီးချိတ်ကြည့်လိုက်အရန်စိတ်တက်ကြနေလက်ရှိအချိန်ဒီမှာမပျော်ရွှင်နေကြဘူးအာဖိုင်ထူးလို့ရောဖိုင်ထူးလို့ရဲ့တစ်ဖက်သူရောကဒီအချစ်ရေးရမှာပိတ်မိနေကြပြီးတော့ စိတ်တက်ကြနေရယ်ဝမ်းနဲ့နေရတယ်အထီးကျန်နေရတယ်နာကျင်နေရတယ်ပေါ့နော်ဆိုတော့တစ်ဖက်သူကမင်းနဲ့ပတ်သက်ပြီးတတော်ကြီးကိုဝမ်းနဲ့နေရတယ်သူ့မှာအချစ်ရေးကအဆင်မပြေရတဲ့အထက်မှာလုပ်ငန်းပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာတွေမှာလည်းအစင်မပြေဘူးအာရှုံရှုံမှုတွေညားနေတယ်ဆိုတာမျိုးကိုမြင်ရတယ်တစ်ဖက်မှာလည်းခန်းစားချက်နဲ့ပတ်သက်လို့ကိုယ့်ရဲ့ဖိုင်တူတို့ကဒီတူပေါ်မှာပေါ့နော် နားလည်မှုမရှိဘူးမျှတမှုမရှိဘူးဆိုတဲ့အတွေ့အကြုံသူခံစားနေရတဲ့အတွက်ကြောင့်မို့လို့အာသူကပေါ့နော်သူ့ကိုမဲစိတ်နာနေတာရှိတယ်ခွင့်မလွတ်နိုင်တဲ့အရာတစ်ခုခုရှိတယ်ဆိုရင်လည်းသူ့ကိုဒုတိယကြိမ်အခွင့်အရေးထပ်ပေးပါအောင်မင်းနာကျင်ခဲ့ရတဲ့ကိစ္စတွေအတွက်သူ့ဘက်ကနေပြန်ပြီးတော့တောင်းပန်ပါမယ်ပြန်ပြီးတော့ healing လုပ်ပေးပါမယ်ငါတို့တွေအာပြန်ပြီးတော့ယုံထွက်ကြဖို့ မင်းဘက်ကနေပြီးတော့လိုက်လာခဲ့ပြီးပါဆိုပြီးသူကပြောချင်တာတွေ့လားအခုဒီဘိုင်းတူတို့ဒီကတ်တွေအကုန်လုံးမှာနာကျင်နေရတယ်အဆင်မပြေနေရဘူးဆိုတာပဲမြင်ရတယ်ဒါပေမဲ့ Bishop the Dam မှာ The Sun The Sun အရာတစ်ဖက်သူကမင်းနဲ့ပေါ့နော်ဒီမင်းနဲ့ဆိုတာထဲမင်းကို ဒီမပျော်ရွှင်ရတဲ့ဆက်ဆံရေးတွေကနေသူကဆွဲခေါ်ခြင်းလားဆွဲခေါ်ပြီးတော့ဘဝမှာအောင်မြင်ရတယ်ပျော်ရွှင်ရတယ်အလူအများကအားကြရလောက်တယ်ဆိုတော့ချက်ချင်းမြတ်တာမျိုးတွေကိုပေးပြီးတော့အဲ့ဒီ relationship ပုံစံမျိုးကိုပုံဖော်ပေးခြင်းနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့သူကပေးခြင်းတယ်ဆိုတော့မင်းကလက်ခံပေးပါပေါ့နော်ဆိုတော့ပိုင်းတူတို့စီကိုတစ်ဖက်တူလိုခြင်းတဲ့ຢာကတော့မင်းဘာဖြစ်ချင်တာလဲမင်းဘာတွေလုပ်နေရလဲသူစိတ်ဝင်စားပါတယ်သူ့ကိုပြောပြပါအာပြီးရင်ငါတို့နှစ်ယောက်ပြန်လှမ်းနားလည်မှုတွေတိစောက်ကြစို့ အတိတ်ကနာကျင်မှုတွေကိုအာ မင်းဘက်ကနေပြီးတော့ခွင့်လွှတ်ပေးပါသူ့ဘက်က healing နေပေးပါမယ်ဆိုတော့သူတကယ်လိုချင်တာကတော့ရှင်းလင်းပြတ်သားတဲ့အပြန်အလှန်နားလည်မှုရှိတဲ့ချက်ချင်းကိုတိဆောက်နိုင်ဖို့ပဲဖြစ်ပါတယ်တဲ့ဆိုတော့မင်းလုပ်ပေးရမှာကတော့သူ့ကိုလက်ခံပေးပါမင်းစိတ်ကိုဖွင့်ထားပြီးတော့ကြတော့စိတ်ရှိရှိလေးထားပြီးတော့သူ့နှလုံးသားကိုသူ့ပေးတာတွေကိုနားလည်ပြီးတော့လက်ခံပေးပါဆိုပြီးတော့ပြောနေပါတယ်ရှင်ဆိုတော့ဒါကဖိုင်းတူရဲ့တစ်ဖက်သူကဖိုင်းတူစီကလိုချင်တာကဘာလဲဆိုတာကိုဖတ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင် collective reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးနဲ့တော့ energy ကိုက်နေနိုင်မှာ မဟုတ်ပါဘူးရှင် energy ကိုက်နေတယ်ဆိုရင်တော့ကိုကဝမ်းတာရပါတယ်ဆိုတော့ energy resilient ဖြစ်တယ်ဆိုရင်လည်းကိုရွေးထားတဲ့ file ကို comment မှာပေးခဲ့လို့ရပါတယ်ရှင်အာဆိုတော့ personal reading ဖတ်ချင်တယ်ဆိုရင်တော့ Facebook Messenger Telegram နဲ့ Viber မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ကို description မှာ link လေးတွေကို phone number လေးတွေကိုချပေးထားပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်တာယာအေးဂျင့်နဲ့ relationship လေးကိုတည်ဆောက်နိုင်ကြပါစေရှင်